ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးရေအခုမေကွန်းရှင်ကဒေါ်မြသစင်ခိုင်ဒေါ်မြသစင်ခိုင်ဟုတ်ပြီဗျာ46နှစ်ပါဆရာကြီးဟုတ်ပြီအရှင်မပါစင်ကာပူမှာနေပါတယ်46เนาะဟုတ်ကဲ့ဆရာကြီးอืมခရီးတော်ဆက်ရတော့မှာ55နဲ့50အတွင်းအမျိုးသမီးကြီးကဆရာကြီးတွေးဆုံးချိန်လေဟုတ်ကဲ့ဆရာကြီးသူများကနိုင်ငံမှာနေတယ်ဆိုတော့လည်းပဲအနေထိုင်အစားအသောက်ကဘာပြောကျဉ်းကျပ်ပါပဲ ဟုတ်ကဲ့ဆရာဆရာကြီးရှင်နဲ့လက်မောင်းရဲ့တဲ့ပေါင်ကြံများတွင်နဲ့အကျောပြတ်တယ်လို့ပုံစံစင်ပြီးတဲ့အဖူများထွက်လာကရောင်းနေပါတယ်တဲ့အဖူလားအဖူလားအဖူအဖူကြောကြီးတင်ပါပေါ့ဆရာကြီးဟုတ်ဟုတ်အကျောပြတ်တယ်လို့ဆိုတော့လမ်းကြောင်းပေါ့နော်ဟုတ်ပြီရှားလည်းမရဘူးတဲ့နားလည်းမနာဘူးတဲ့တကိုယ်လုံးပူလို့တဲ့ပန်ကအဲကွန်အမြဲဖွင့်ထားရပါတယ်တဲ့ အေးပြားဆရာဝင်နဲ့ပြတော့လဲဘာဆေးမှမပေးပါတဲ့လူကလည်းဝလာပါတယ်တဲ့ကျေးဇူးပြု၍ဖြေချပေးပါရှင်တဲ့အဲပန်ကာဖွင့်တာကိုပထမအကြံပေးခြင်းလေဟုတ်ကဲ့ဆရာကြီးပန်ကာလိုအပ်ပါတယ်လိုအပ်ဖို့လိုတဲ့အရင်းကဒီပူတဲ့နေရာကိုပန်ကာတက်ရဲ့ကြီးဖွင့်ထားရတဲ့အန်ဒီရရှိတယ်ဟုတ်ကဲ့ဆရာကြီးဘလူးအန်ဒီရရှိတယ်ဆိုရင် ဲ့ဒီဘူကအထည့်ပြန်ငုတ်ဝင်သွားလို့ရှိရင်ကိုတကူလို့မှအပူငုတ်သွားတတ်တယ်ဟုတ်ကဲ့ဆရာအဲ့တော့ပန်ကာဖွင့်တာကကိုကူကထွက်လာတဲ့အပူအပြင်ကိုအေးတော့ကိုအပေါ်ကိုဖြတ်ပြီးတော့ကိုလေတဲ့မတိပါစေတဲ့ပန်ကာလေးဟုတ်ကဲ့ဆရာအဲ့ကိုအပေါ်ကလေဘူကထွက်သွားရင်အောက်ကတက်လာတဲ့လေဘူကအေးနဲ့တွေ့ထွက်သွားအဲ့လူနဲ့အေးတာရှီရှီတော့နည်းလောက်ရပါတယ် ခုနတိုက်ရိုက်ကြီးဤဆိုတော့ချက်ချင်းမသက်သာဘူးရဲနဲ့ချီလို့လဲလို့ရှိရင်တမီလားနဲ့ချီလို့ရလဲဘာဖြစ်ပင်မနာမှမဟုတ်တာဟုတ်ကဲ့ဆရာအဲ့လိုဒီအပူအေးကိုချိန်ပါဟုတ်ကဲ့ဆရာရေချိုးတဲ့အခါမှာရေနွေးချိုးတာကိုရှောင်လိုက်ပါဟုတ်ကဲ့ဆရာ။ဘာလို့ပြီးပါမနေပြန်လာလဲဆိုတော့ရှင်နွေးချိုးတဲ့ဟဲ့ပြီးပါမနေနေတာရှင်နွေးချိုးတဲ့အကျင့်ပါလာလိမ့်မယ်လို့ထင်တယ်။ဟုတ်ကဲ့ဆရာ။နော်။ပါလိမ့်မထင်ဘူးပေါ့။ အားလုံးကသူရင်းနှီးချူတာပါပဲအဲ့ဒီအဖုတွေရောင်နေတာဆရာကြီးမရောင်ဦးတဲ့ရောင်နေတယ်တဲ့အဲ့ဒါလေးစည်းလိမ့်မယ်လေဟုတ်ကဲ့ဆရာကြီးနေ့တနခါညကရမဲ့ဟုတ်ကဲ့နေ့တနခါညကရမဲ့လိမ့်နိုင်ရင်ဒါ၃ရက်၄ရက်တွဲမှာကိုရောင်တိုင်းကြတော့ပါပါဟုတ်ကဲ့ပါဆရာကြီးလိမ့်တဲ့အခါမှာတော့အဲ့ဒီရောင်တဲ့နေရာကိုအနည်းဆုံးကွက်ချံပြီးတော့ဘီးကိုပတ်ပတ်လဲ နိုင်လက်တံပုတ်တလို့လက်ရရစ်ဟုတ်ကဲ့ဆရာအဲ့လိုပတ်ပြီးလိမ့်ပြီးပါလို့ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပြရရှင်ကြပါစီဗျာ